ီဆုံခုံရဲ့ပေါ့နော်အာဆုံခုံမှာအခုဘယ်သူကတောင်းယူထားလဲဆိုရှင်တော့အာဘယ်ခေါ်မလဲအဲ့ဒီဆုံခုံအကိစ္စတွေဆုံခုံမှာဘယ်သူကတောင်းယူသွားလဲမင်းတို့စောက်ကြောင်းနေလားဒီသတင်းကိုကျွန်တော်စားပြီးရတဲ့အချိန်မှာအမ်ကျွန်တော်တော့မှပဲပြောရမှာကိုကိုပြန်စဉ်းစားရတယ်ငါလူတွေမဟုတ်ခံနိုင်လားเนาะဟုတ်ပြီအမှန်တရားတက်ငါအမုန်းခံဖို့လည်းဝေမလေးဘူးခင်ဗျားတို့ချစ်ချင်းမုန်းခြင်းပေါ်မှာကျွန်တော်စိတ်ဝင်စားတာမဟုတ်ဘူးကျွန်တော်အဲ့လောက်ကကြုတ်ပြောပြပါရပဲခင်ဗျားတို့ဒီအစိမ်းနေเนาะ ဒီမျိုးသားမိုင်းနဲ့ကြုတ်ရက်တည်တာကခရောင်းနဲ့ပတ်သက်ချင်လို့မဟုတ်ဘူးเนาะချက်ချင်းမုံညင်းတွေကိုကျွန်တော်ကူဆိုင်နေမှာမဟုတ်ပါဘူးခုပြောစရာရှိတော့ခုကျွန်တော်ပြောပြပြီးသားပြီစီစီရာလေးကစဒီလိုမျိုးဆုံးခုံးလေးစမိပိတ်ဆိုင်ရတဲ့ခုကိုလူတယောက်ကိုခဏတာလေးဝေပန်လိုက်တာအဲငါ့ဘက်မှာအမုံဆုံးရာတစ်ခုဖြစ်တယ်လို့နောက်တစ်ခုကအဲတိုင်းဝန်မှာတော်တော်များလေးပြောလာကြပြီမျိုးအစ်တက်ကိုချစ်တာဘာလဲဆိုတာလဲမိကုန်းနေထုတ်လာကြတယ်အဲ့တော့နောက်တစ်ခုကကြဘာလဲဆိုတော့အကြောင်းအရာကိစ္စရတဲ့ခုကိုမိမိကကားကားနားမသိဘဲနဲ့ဟုတ်လားခဏတာလေးနဲ့ကိုထင်တာကိုပြောကြတယ်ငါအမုံဆုံးရာလေးပဲအဲ့ဒါကဘသူကောင်းဖို့အတွက်ကြုံပြောပေးတာလဲ ဖေဖေဒီလောက်လေးတော့မှအတိညာမရှိကြဘူးလားကျုပ်ကမေးကျင်တာနော်ဟုတ်ပြီလားနောက်ကမှအကြောင်းတရားရှိတယ်အကြောင်းအရင်းပြဆိုင်စုံကဥက္ကရာဘလူးတောင်းဘာတန်းတော့အဲ့ဒီကနေဘယ်ရရနင်တို့ဘယ်ရရတို့တိကျနေတာတခုရဲ့ရှင်မှာပေါ့ကိုမမောင်စီဘလူးဆက်တယ်လဲဆိုတာတိကျနေတဲ့အတွက်ကြောင့်မလို့စက်ကတ်ထဲမှာဖုံးနေလိုက်ဆက်တယ်တို့ကြားသိရတယ်တေချာတခုကတော့ကိုမမောင်ဒီငါးတကောင်လိုမျိုးနှုတ်လုံးပါတယ်ငါးဆိုတဲ့တော်ဟာဘလောက်ကြီးပဲနော်ခင်ဗျားတို့မေးမေးသူဟာအရန်ကို အဲနှုတ်လုံပါလေနော်အဲ့ဒီမှာကျွန်တော်လည်းပါပါတယ်အဲ့ဒီကြောင့်မို့လို့အားလုံးကိုကျွန်တော်ကကျွန်တော်ကလောက်ဝကျွန်တော်ကလျှို့ဝဆိုလို့ရှိရင်အားလုံးကလျှို့ဝပါပဲနော်အဲ့ဒီကြောင့်မို့လို့ဘယ်တော့မှမကြိုးစားအနေနဲ့လို့ကျွန်တော်ပြောချင်တယ်နော်ပြီးတဲ့ကောင်ကအရေးယူခံပါပြောနေမယ်မင်းတို့ဂျားရီတားဝင်ပြီးတော့မင်းတို့စောက်တီစောက်တက်မင်းတို့ချစ်တယ်ဟုတ်ပြီနောက်ပကီးကနောက်ပြန်ဆိုကြည့်လိုက်ဒီမှာမင်းတို့ကလည်းဘယ်ပြောင်းနေလဲဒီမှာမင်းတို့ကလည်းဘယ်ပြောင်းနေလဲအဲ့တော့စတားတွေကိုချစ်တယ်စတားတွေကိုကိုချင်စမ်းနေစစ်မှုထမ်းလိုက် မထမ်းဘူးလား right ရသေးတယ်မိမိရက်ရွာလုံကြုံဖို့အေးချမ်းလာရဖို့တရားဥပဒေနဲ့ညီပြည်သူစစ်တမ်းဝင်ပြီးလက်နဲ့ကင်လေလုံခဲ့တဲ့အတိတ်ကာလအနေချင်းတစ်ခုနှစ်နှငယ်ချင်းတစ်ခုပြန်ကြည့်လိုက်မလို့မင်းတို့ကောင်ကြီးကဘာလေလေជី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 နေတာခုနောက်ပိုင်းမင်းတို့တော်တော်များများလဲပြောလာကြတယ်မင်းတို့စတက်ကိုချစ်တာဘာလဲ ပေါ်မောင်မောင်ပြောလို့မဟုတ်ကြောင်းရှင်းပြခြင်းနဲ့အချိန်တွေရတယ်မရဘူးကျွန်တော်လည်းတင်မြတာဟလာအမှန်တရားလေးလက်ရှိရင်းနဲ့ပြောရင်တော့သူများမကောင်းကြောင်းပြောလို့ဖြစ်နေပြီပြောရမှာပြောမကောင်းတဲ့ကောင်းလို့တက်မတော်မှာအချက်မတော်ဘူးစလီမတော်ဘူးလေဘယ်ကောင်းကပြောတာလဲအဲ့မောင်မောင်ဆိုတဲ့ကောင်ပြောတာတောက်တလားမမင်းတည်းစလီကတောက်တာပဲကိုလည်းစားတာပဲသူဆိုရှိတာပဲဗျာတင်နန်းသားဆိုတဲ့လူတင်နန်းသားဖို့ကတော့ဒါစီကံပဲဗျာစလီ ကွန်အရက်မသုံးဆောင်အောင်တင်းနှံကာလာမှာတင်းနှံဆင်းပြီးတော့ရတယ်ဒီကောင်ကအခုမှကြည့်တာမောင်မောင်ဆွဲကောင်ကတော်တော်သွေးခွဲတဲ့ကောင်ပဲတက်မတော်ပြုတ်ခွဲအောင်လုပ်နေကောင်ပဲဒီကောင်ကဖိလန်မှာတခြားနိုင်ငံတွေဒီကိုမြှောက်ပေးနေတာဒီကောင်မှဆွဲစီရမှာနိုင်ငံရဲ့အသိဉာဏ်ကဘယ်လိုခေါ်မလဲဆိုလို့ရှိရင်လက်တောက်လောက်ပဲရှိတယ်အဲ့တော့ခင်ဗျားတို့နိုင်ငံရေးလောကမှာခင်ဗျားတို့တို့ဒီစိမ့်ပိန်ပေါ့နော်စိမ့်ပိန်တွေကြောင့်နိုင်ငံပျက်စီးတယ်ဆွဲစီလို့တော့ဒါလူကြီးတွေပိုင်းပေါ့ဗျာဖြည်းဖြည်းချင်းတိလာဗျာဇော်ဘုံကြီးကိစ္စနဲ့မြှောက်ပေးတယ်ဇော်ဘုံကြီးကိစ္စလည်းဟိုကျွန်တော်တို့ ောက်ကူတော်ဆိုတဲ့ဆရာတို့ကြီးပြောသလိုပေါ့မှန်တယ်မြစ်တဲခံရမယ်အထက်လူကြီးတွေကိုဒါတနားခံမြစ်တဲခံရမယ်ဒါကျွန်တော်သူ့ရဲ့ပြည့်စက်ပေါ့လေကျွန်တော်သူ့ပြည့်စက်မဟုတ်ပါဘူးကျွန်တော်နေ့ကတော့ဟိုအမှန်တရားသမားနဲ့အောက်လူပဲစားပြောတဲ့ကောင်မတူဘူးပေါ့ဗျာကျွန်တော်ကပြောတဲ့စကားတစ်ခုကဘလောက်ထိအဲသူတို့နားမလဲတယ်လဲဆိုတဲ့ခါကျကျွန်တော်ဆန္ဒထုတ်ဖော်ပါဆန္ဒပြပါနော်အဲနောက်တစ်ခုကဆန္ဒထုတ်ဖော်တယ်ဆိုတာနီလန်ပေါင်းစုံရှိတယ်အကျန်းတစ်ဖက်ဆန္ဒထုတ်ဖော်ခြင်းဆိုတော့နားမလဲတဲ့အသိဉာဏ်နဲ့ဒီနိုင်ငံရေးလောကထဲမှာမင်းတို့ဘာလုပ်နေတာလဲခင်ဗျားတို့ဘာလုပ်နေကြရလဲ နိုင်ငံပျက်စီးတယ်ဆိုတာဒီလိုလူမျိုးတွေကြောင့်ပျက်စီးတာအဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံကဟိုဘယ်လိုခေါ်မလဲဆိုတော့နိုင်ငံရေးလောကသားတွေတော်များဟာအသိဉာဏ်တော်နေပါတယ်စူပူအောင်ကြွားကြပါပါတယ်သူသဘောကြီးကိုကိုယ်ကွယ်တဲ့လူတွေပေါ့ဗျာချစ်တဲ့လူတွေဘာညာဘာညာပြောတယ်အခုဒီထပ်ပြောလာတယ်နော်နိုင်ငံရေးအသိဉာဏ်လည်းမရှိဘူးအဲ့ခင်ဗျားဘာလုပ်နေတာလဲနော်အဲ့တော့နာဆာကညံ့တာနည်းနည်းအဲ့ခင်ဗျားတို့ဒီနိုင်ငံရေးအသိဉာဏ်မရှိတဲ့စိန်ပိန်စိန်ပိန်စိန်ပိန် ဘလိုဖော်မတ်ဆိုလို့ရှိရင်ဒီအသိဉာဏ်နည်းတဲ့သူကြောင့်နိုင်ငံပြစီတာတစ်ထက်မှာအကျမတော်ဆင်းရဲမျိုးအထက်လူကြီးတွေကဘာလုပ်လဲဒီကောင်စကားတွေကတိတာလဲလမ်းကြောင်းကအဲ့တော့ဒီကောင်ကအဲ့လိုပြောလာတယ်ဆိုတော့ဇော်ဘုန်းကြီးအတွက်ကိုဇော်ဘုန်းကြီးကိုတွန်းချနေတာလားအဲ့ပုံစံဖြစ်နေတယ်ဆွဲချနေတာလားယင်းနှစ်သူဝါကူထိုးနေတာလားကျွန်တော်ပြောတဲ့စကားတစ်ခုကိုအကြအနာကောက်ပြီးတော့ကျွန်တော် ကပဲနိုင်ငံကိုစူပူအောင်လုပ်နေသလိုလိုငါကိုယ်စော်ဝိုင်းနဲ့ပတ်သက်ပြီးတော့ဆန္ဒတွေဖက်ပြပါဆန္ဒပြတယ်ဆိုတာက ဆန္ဒပြတာခင်ဗျားတို့ဒီအခုပေါ့နော်ဟိုအတိညာအားဖြင့်ဒီပေါ့ကြောက်ရွံ့နေကြတော့ဟိုခါကြစဉ်းစားကြပါလေတို့တို့ရဲ့ကျွန်တော်ကတန်းရတယ်ဘယ်လိုမှညှိလို့မရအောင်ဖြစ်တည်မှုကျဲမတူနိုင်ငံရေးအတိညာချင်းလည်းမတူဒီကောင်ကအခုမှကြည့်တာမောင်မောင်ဆိုတဲ့ကောင်ကတော်တော်တွေးခွဲတဲ့ကောင်ပဲအတတ်မတော်ပြုခွဲအောင်လုပ်နေကောင်ပဲဒီကောင်ကဖိလန်မှာတခြားနိုင်ငံတွေဒီကိုမြှောက်ပေးနေတာဒီကောင်မှဆွဲစီရမှာကြောက်တော့ဗျာလူပဲอ่ะเนาะကြောက်တတ်ပါလေဗျာနော်ပင်စိန်ပိန်โอเคโอเคโอโอโอเคโอเค Okay. 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 ope.